မင်္ဂလာပါဒီနေ့ဖြူမှာတော့တတော်မှာဘီယိုရီတက်လာတဲ့အခါမှာကိုနားမလဲတဲ့ဘာသာစကားတွေဖြစ်နေတဲ့အခါမှာသူလူကဘာတွေပြောနေရလဲကိုကတိကျနေဆိုရင်တော့တတော်ကနေပြီးတော့ပဲထွက်စလစ်လုပ်ပြီးတော့ဘာသာပြန်လို့ရရပေါ့နော်ဒီလိုမျိုးဘာသာပြန်တဲ့အခါမှာကိုက ဘေးပါနဲ့ပြန်စီလို့ရဲဆိုတာကိုကိုစိတ်ချရွေးချယ်လို့ရတယ်ပေါ့နော်ဥပမာတစုံတစ်ယောက်ကနေပြောဘာဘာတကားနဲ့ပြောပါပဲဖြစ်ဖြစ်ကိုကသူပြောတဲ့စကားတွေကို translate လုပ်တဲ့အခါမှာညီမဘာသာနဲ့ပြန်ပေးပါလို့မှဆိုရင်လည်းလှုပ်ထားလို့ရပါတယ်ညီမဘာသာလည်းမဟုတ်ဘူးအခြားဘာသာတွေလည်းပြောင်းလဲလို့ရပါတယ်ဒါဆိုဘယ်လိုမျိုးလုပ်မလဲပထမဆုံးလည်းဗီဒီယိုတစ်ပုဒ်ကိုဖွင့်ကြည့်လိုက်တယ်အဲ့ဒီဗီဒီယိုတစ်ပုဒ်ကိုဖွင့်ကြည့်တဲ့အခါမှာသူကဘာပြောနေရအောင်ကိုကနားမလည်ဘူး ဒီမျိုးနားမလည်တဲ့အခါမှာကိုကအဲ့ဒီဗီဒီယိုရဲ့အောက်ကဒီမြားကလုတ်လေးချည်ရဲ့ရှယ်ကလုတ်လေးပေါ့နော်အဲ့ဒီဟာလေးကိုတစ်ချက်နှိပ်ပြလိုက်မယ်အဲ့ဒီဟာလေးနှိပ်ပြီးတော့ကျွန်တော်တို့ကဒီဘက်မှာရှိတယ်နည်းနည်းလေးပုတ်ဆွလိုက်မယ်ဒီဘက်ဘယ်ဘက်ကိုနည်းနည်းလေးပုတ်ဆွလိုက်မယ်ဆိုရင်ဒီမှာဆိုရင်ကချင်ရှိရဲ့ပေါ့နော်ဒီကချင် AA ဆိုတဲ့နေရာမှာရှိရဲ့အဲ့ဒီနေရာကိုတစ်ချက်နှိပ်ပြလိုက်မယ်ဒီနေရာနှိပ်ပြီဆိုရင်တော့ဒီနေရာမှာဒီလိုမျိုးလေးဖွင့်ထားပြရမယ်ဒီလိုမျိုးပိတ်နေမယ်ဆိုရင်တော့ပြန်ဖွင့်ပေးမယ်ဒီအောက်မှာလည်းဒီလိုမျိုး ဖွင့်ထားပေးရမယ်ဒီလိုမျိုးပိတ်နေမယ်ဆိုရင်ပြန်ဖွင့်ပေးမယ်ဒီလိုမျိုးဖွင့်ပြီးသွားပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့ translate info ရှိရဲအဲ့ဒီနေရာမှာအင်္ဂလိပ်ဖြစ်နေရယ်ပေါ့နော်ဒီဟာပြန်စီလိုတဲ့ဘာသာစကားမှာအင်္ဂလိပ်ဖြစ်နေတဲ့အတွက်ကိုကအဲ့ဒီအင်္ဂလိပ်နေရာကိုတစ်ချက်နှိပ်ပေးလိုက်မယ်နှိပ်ပြီးရတဲ့ဒီနေရာမှာညမာဘာသာကိုရွေးပေးရမယ်ကိုကညမာဘာသာပြန်စီချင်တာဖြစ်တဲ့အတွက်ညမာဘာသာကိုဒီနေရာမှာချပေးရမယ်ပေါ့နော်ဒီညမာဘာသာအမှန်ကြီးချင်းမယ် ပြီးရရင်ကျွန်တော်တို့ကညမပါတာကိုရွေးပြီးရတယ်အတီးပြုဖို့အတွက်အပေါ်မှာရှိတဲ့ဓာတ်ကိုနှိပ်ပေးလိုက်မယ် female သူပြောတဲ့စကားတွေကဒီနေရာမှာညမပါတာစာတန်းထိုးပေးရပေါ့နော်သူဘာပြောလဲဆိုတော့ကျွန်တော်တို့ကတီးရမှာပေါ့နော်ကျွန်တော်ဒီနေရာမှာကိုကဒီစာတန်းထိုးမပါဘူးဆိုရင်ဘယ်လိုမျိုးထက်လုံးမလဲဒီမှာဆိုရင်သူကစာတန်းထိုးမပါဘူးပေါ့နော်စာတန်းတို့မပါဘူးဆိုပေမဲ့သူကဘွေတူကိုသူ့အတူပဲ edit ပြီးတော့ဒီသူ့ရဲ့ဘွေရောလဲမှာပဲသူကိုယ်တိုင်းစာတန်းထိုးတာရယ် ီလိုမျိုးဘူယိုမှာအပေါ်ဆုံးမှာစာတင်ထိုးထားပြီဆိုရင်ကျွန်တော်တို့ကဒီဘာသာစကားပြန်တဲ့အခါမှာအောက်ကမြန်ခလုတ်ကိုနှိပ်လိုက်တယ်ပြီးရင်အောက်မှာရှိတဲ့ကက်ရှင်နှိပ်တယ်နှိပ်ပြီးဒီမှာဆိုရင်တော့ translate info မှာလည်းညမောင်ယူထားပြီးရအပေါ်မှာလည်းကျွန်တော်တို့ကအကုန်လုံးကိုဖွင့်ထားပြီးရဒါပေမဲ့အောက်မှာစာတန်းထိုးတာတုတ်ပြန်မလာဘူးထွက်မလာဘူးဆိုရင်ကျွန်တော်တို့ကဘယ်လိုမျိုးလုပ်မလဲသူရေးထားတဲ့စာကိုစာတန်းထိုးပေးရမယ်ပေါ့နော်ဒါဆိုရင်သူရေးထားတဲ့စာကိုစာတန်းထိုးဖို့ဆိုရင်တော့အခုနောက်နေရာပဲထပ်နေပေးမယ် နှစ်ပြာနဲ့ကက်ရှီယံထပ်နိုင်မယ်နှစ်ပြာနဲ့အောက်ဆုံးမှာရှိတဲ့ Traslimo ကိုပဲထပ်နိုင်ပေမယ်နှစ်ပြာနဲ့ဒီမှာရှိတဲ့ Tap on Post ဆိုနေရာမှာဖွင့်ပေးလိုက်မယ်ဒါဆိုရင်အပေါ်ကသူရေးထားတဲ့စာတွေကဒီမှာဆိုရင် စာတန်းထိုးပေးမှဖြစ်တယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ပို့မှာရှိတဲ့နေရာကိုထပ်ပြီးရောပဲသူကစာတန်းထိုးပေးသွားမှဖြစ်တယ်ပေါ့နော်ကိုဒါဆိုရင်တော့တက်တော်မှာဘယ်လိုမျိုးစာတန်းထိုးပြီးတော့ကြည်ရမယ်ကိုနားမလည်တဲ့စကားတွေကိုဘယ်လိုမျိုးပါတာပြန်မယ် translate လုပ်မယ်ဆိုတာကိုတည်တော်လာပြီလို့ထင်ပါတယ်